အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ရက်သက်နေတဲ့အမေရိကန်ပြည်ထောင်စုအစိုးရရင်တရားလေပတ်ဖို့အသုံးစရိတ်အတီးပြူနိုင်ရေးအတွက်ဥပဒေကျမ်းကိုလွတ်တော်မှာမဲပေးခဲ့ပေမဲ့လိုအပ်တဲ့ထောက်ခံမဲမရရှိခဲ့ပါဘူး။ဒါဟာငါးကြိမ်မြောက်ဥပဒေမူကြမ်းအတည်ပြုဖို့စ조사ခဲ့တာလည်းဖြစ်ပါတယ် အော်တိုဘာ6ရက်မနေ့ကအထက်လွှတ်တော်မဲပေးမှုမှာအတိုက်အခံဒီမိုကရက်ပါတီကတင်တဲ့အစိုးရအသုံးစရိတ်အစုနဲ့သမ္မတဒေါ်နယ်ထရန့်ရဲ့ Republican အမတ်တွေတင်တဲ့အသုံးစရိတ်အစုကိုတော့မဲပေးရမှာအတိမပြုတ်နိုင်ပဲဖြစ်ခဲ့တာပါစုစုပေါင်းမဲ60ကြော်ပေးတဲ့အထဲမှာအတီးပြုတ်နိုင်ဖို့မဲ60လူပြင်မဲ့ဘဲအစုကမှ55မဲတော့မကြော်ခဲ့ပါဘူးအဓိကသဘောအထားကွဲလွဲနေတာကတော့ ဒီမိုကရက်တွေလက်ထက်မှာအတည်ပြုထားတဲ့ကျမ်းမာရေးထောက်ပံ့ငွေကိစ္စဖြစ်ပါတယ်။တမဒါထရက်ကအလုံးမဖြစ်ဘူးလို့ဆိုတဲ့အဲ့ဒီထောက်ပံ့ငွေတွေကိုဖျက်တောက်စေချင်ပြီးတော့ဒီမိုကရက်တွေကဝင်ဝင်နေတဲ့အမေရိကန်တွေအတွက်ထောက်ပံ့ငွေတွေကိုမဖျက်တောက်ဖို့တင်းခံနေတာဖြစ်ပါတယ်။အခုဆိုရင်ဘတ်ဂျက်အသုံးစရိတ်သဘောတူညီမှုမရလို့အမေရိကန်အစိုးရလုပ်ငန်းတွေရပ်ဆိုင်နေတာနှစ်ပတ်ရှိသွားပြီဖြစ်ပါတယ်။